မင်္ဂလာပါရှင်ရှမ်းအကူမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဆိုရအဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနယ်နယ်စပ်ရာဝန်ကြီးဘုံမူကြီးစိန်ဝင်းဗင်းနယာမျိုးနယ်နန်းကုန်းကြီးရွာအုပ်စု ပေါ်စံတီကျွာရှိငဖိန်းကံအကောင့်ထေပေါ်ဆောင်ရွက်ထားရှိမှုအားကွင်းစင်ကြီးရှုစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လုံးစုံရင်းနဲ့နေဆက်ရဝင်ကြီးဘုံမူကြီးစိန်ဝင်သည်ရှမ်းပြည်နယ်တောင်ပိုင်းတနုကိုပိုင်းရုပ်စုခွင့်ရဒေတာပင်ရမျိုးနဲ့နန်းကုန်းကြီးရအုပ်စုပေါ်စံတီကြီးရနီငဖိန်အင်းကန်အကောင့်ထဲပေါ်ဆောင်ရွက်နေမှုများကိုအေပီလ9ရက်နနက်9:00ကတွင်စင်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လုံးစုံရင်းနဲ့နေစည်ရာဝန်ကြီးတီဓနုကိုပိုင်းအုပ်ချုပ်ခွင့်ရသည့်တာဦးစီးဥက္ကဋ္ဌဦးအားကလည်းမြို့နယ်စဉ်ဌာနဆိုင်ရာများနဲ့တာဝန်ရှိသူများလိုက်ပါလျံပင်ရမြို့နယ် နန်းကုန်းကြီးရအောင်စုပေါ်စံကြီးကြီးရနီငဖိန်အင်ကန်အကောင့်ထဲပေါ်ဆောင်ရနေမှုများအားကြည့်ရှုစစ်ဆေးရာဆယ်မြောင်းနေရေးအတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရေးအရင်အမြင့်မှဦးစီးရရရှိဦးအောင်စောလင်းကမွေမြူရေးဆောင်အတွင်ရေးရရှိရေးဆောင်ရွက်ထားရှိမှုဂန်ရီယာကိုယ်ေကရေတူလောင်အမြင့်ရှစ်ပေပင်မရေလောင်ပမာဏ19.5တန်းကလန်ရှိငဖိန်အင်ကန်အားကံပေါင်းတာဖုန်နေမှု ရေထင်းတရာနဲ့ရေထုတ်ဆိုင်ပြူရေပေးဝင်နိုင်မည်ဆိုင်ဤကားများကိုရှင်းလင်းတင်ပြရာပြည်နယ်လုံးစုံရင်းနဲ့နေဆက်ရာဝန်ကြီးကတာပေါင်များခိုင်ခန့်အောင်စနစ်တကျဆောင်ရွက်ရန်ရေပိုလွယ်နဲ့ရေထင်းတကားများကိုတမန်ဆန်ချင်းစံညွန်နဲ့အညီဆောင်ရွက်ရန်မှာကြပြီးလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါသည် အဲဒီနောက်ဝင်းကြီးနဲ့တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်အေးသာယာမြို့နောင်ရင်ကြီးရွာအုပ်စုရှိအေးသာယာနှုံထိန်တပ်မန်အားကြီးရှုစစ်ဆေးပြီးလိုအပ်သည့်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။